နာပါရှင်။2025ခုနှစ်အပိလ14ရက်ကနေ20ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်အတွင်းမိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျကျမိုးထချုံရွာနိုင်ပြီးမကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။မန္တလေးတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ 14/15နဲ့16ရက်နေ့တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်နေနေနဲ့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာနေလေပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တတ်ခြင်း၊နေရာကွက်ပြီးမိုးကြီးခြင်း၊မိုးသီးများကြွေကြခြင်း၊လျှက်စီးလက်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမှန်ဂရုပြုကြဖို့လိုအပ်ပါတယ်။နေပူချိန်နေအနေနဲ့ကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာနေပူချိန်တွေဟာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။ အခုဆက်လက်ပြီးနေ့လိုက်တပတ်စာမူလဝဒအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ EBL 14ရက်နေ့တော်မူလဝဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျွန်းမဒေသတွေနဲ့မုံတမကွေတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကန်ယူရန်ဘက်မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေ တနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့ပဲခူးတိုင်းနေပြီးတော့ကောင်းစီနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးခြင်းတနင်္သာရီတိုင်းချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာနေပူချိန်တွေပြန်လည်ရောကြာနိုင်ပါတယ်။ မြူချီနေကလည်းမြန်မာနိုင်ငံတော်ဝန်လုံးမှာမြူချဆင်းမှုရောကြနိုင်ပါတယ်ရှင်။မနက်ပြန်အီဘီလာ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တင်ကနေတိမ်ထူထားနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကဲယူရန်မြို့ဝကျောင်းမဒေသတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္သာရီကံရွက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီးရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်နေပြီးတော့ကောင်စီနယ်ပဲခူးတိုင်းတို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေဘူးချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေအဘူးချိန်တွေရော့ကျနိုင်ပါတယ်။မြူချီနီမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရောကြနိုင်ပါတယ်ရှင်။ AB လ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင့်တင့်ကနေတိမ်ထူထနိုင်ပါတယ်။ င်းလဲပြင်းအခြေအနေကတော့ရခိုင်ကန်ယူရံမြို့ဝကျောမော်ဒေတာတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူရံမှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ နေဘူးချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေဘူးချိန်တွေရော့ကျလာနိုင်ပါတယ်လေပြင်းတိုက်ခတ်မှုအခြေအနေအနေနဲ့မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေလေပိုင်းနဲ့ညနေပိုင်းတို့မှာစိုက်စင်းလေပြင်းတွေတိုက်ခတ်နိုင်ပါတယ်ရှင်။ AP လ18ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျောင်းမော်ဒေသတွေနဲ့မုံတမခွေတို့ဘက်မှာ လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်အထင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်အထင်ရှိနိုင်ပါတယ်။မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိစိကနေနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပြီးမကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းနဲ့ပဲခူးတိုင်းတို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ဒီပြင်းတိုက်ခတ်မှုအခြေအနေကတော့မကွေးတိုင်းမန္တလေးတိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာစိုက်စင်းလေပြင်းတွေတိုက်ခတ်နိုင်ပါတယ်ရှင်။ အဘီလာ၁၈ရက်နေ့တော်မူလို့ဝတာခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျောမော်ဒေသတွေနဲ့မုတ်တမကွေးတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူရန်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးထချုံရွာနိုင်ပြီးမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။နေ့ပူချိန်တွေကတော့မကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချင်းတွေကတော့မကွေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြူထူတွေကြာဆင်းနိုင်ပါတယ်ရှင်။ ဧပြီလ19ရက်နေ့တွင်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေတို့မှာလီဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္လာရီကန်ယူရက်မှာလေဟာရှိရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ ကတော့ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြ၊မကွေးတိုင်း၊ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျမိုးထချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့နေရာစိတ်စိတ်ကနေနေရာကျကျမိုးရွာသွန်းနိုင်ပါတယ်။နေဘူးချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေဘူးချိန်တွေရော့ကြနိုင်ပါတယ်။မြူချိန်တွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြူချဆင်းမှုရော့ကြနိုင်ပါတယ်ရှင်။အီဘီလာ20ရက်နေတော့မိုးလေဝသခန်းမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထန်နိုင်ပါတယ် ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရံမြို့ဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူရံမှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချင်းတွေကတော့ချင်းပြည်နယ်မကွေးတိုင်းကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပြီးကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်။ နေပူချိန်တွေကတော့မကွေးတိုင်းတနင်္သာရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆဲမှုရောကြနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ BNI ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝင်ကြီးဌာနကရသက်တပတ်မှုလေးဝတာအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။